ဂျီမီအကောင့်လုံးချုံအောင် two step ခန်းနီ recovery backup ကိုယူထားနီမင်္ဂလာပါမစတာဆော YouTube channel နဲ့ Facebook page ကနေပြန်လည်ကြိုဆိုပါရစေအရေးကြီးတဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲက Gmail account ကို hacker တွေခိုးယူလို့မရအောင်ကျွန်တော်တို့ရဲ့ Gmail account ကို two step ခံထားတဲ့နည်းနဲ့ two step ခံထားတဲ့ Gmail account တွေမှာ recovery code backup code ယူထားတဲ့နည်းနဲ့ backup code ဆိုတာပါလေ ဘေးချိန်တွေမှာအတုံးပြုတ်လို့ရနိုင်မလဲဆိုတာကိုပါ TPD ထဲမှာအစကနေစုံထိတေချာလေးပြောပြပြီးတော့မှပဲဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့စိတ်ဝင်စားတယ်မသိသေးဘူးဆိုရင်ကျွန်တော်နဲ့အတူဒီဗီဒီယိုထဲမှာအတူတူလေ့လာကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဂျီမေးလ်လေးတွေကိုအရင်ဆုံးဝင်သွားလိုက်ပါโอเคကျွန်တော်ဂျီမေးလ်ထဲရောက်ပြီဆိုလို့ရှိရင်တော့ပုံနာလေးက account profile icon link ထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคပြီးတော့เนาะကျွန်တော်တို့2 step ခံပြီးတော့ backup ကုတ်တွေယူထားမယ် Gmail account ကိုယူလိုက်ပါပြီးတော့เนาะ Google account ထဲကိုနှိပ်ပြီးတော့စဝင်သွားလိုက်ပါကျွန်တော် security ဆိုတဲ့နေရာလေးကိုလိုက်ပြီးတော့ရှာလိုက်ပါ backup ကိုကျွန်တော်ဆွဲထားလိုက်မယ် security ကိုကျွန်တော်တွေ့ပြီဆိုလို့ရှိရင် security ထဲကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါ โอเคဒါဆိုရှင်အခုကျွန်တော်တို့ security နေရာမှာနှိပ်ပြီးပြီးအခုဒီနေရာမှာဒီလိုလေးပေါ်လာတယ်ကျွန်တော်တို့ရဲ့အကောင့်ဟာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အားနည်းနေတဲ့အတွက်ကြောင့်မလို့ protect your account ဆိုပြီးတော့အခုလိုပြပေးနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအကောင့်ကိုလုံခြုံအောင် recovery code ထည့်မယ် recover sorry recovery phone number ထည့်မယ် recovery email ထည့်မယ်ဒီတော့ကတော့ကျွန်တော်တို့ two step ခံမယ် two step ခံပြီးတော့မှကျွန်တော်တို့က backup code ကိုပြန်ပြီးတော့ယူထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ account လုံခြုံအောင်ကျွန်တော်တို့ protect your account နေရာမှာနှိပ်ပြီးတော့မှ recovery phone number နဲ့ recovery email ကိုရင်ဆုံးထည့်ရမှာဖြစ်ပါတယ် recovery phone number recovery email မထည့်သေးတဲ့မိတ်ဆွေများနေနေရတော့ဒီအပေါ်နားလေးက phone number @နေရာမှာ recovery email @နေရာမှာနေပြီးတော့မှကျွန်တော်တို့ရဲ့ phone number recovery email ကြရဆိုရင်ကျွန်တော်တို့ phone number နေရာမှာနေပြီးတော့မှဒီ account ကိုလုံခြုံအောင် recovery phone number ဆိုပြီးတော့ကျွန်တော်တို့ထည့်ထားရမှာဖြစ်ပါတယ်ကဲဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ phone screen lock ကိုဖွင့်ပေးလိုက်ပါ โอเคဒီလို set up recovery information ဆိုပြီးတော့ခုလိုပို့လိုက်ရင် under number နေရာမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုထိပ်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကိုထိပ်ပေးမယ်ဆိုလို့ရှိရင်ဒီနေရာမှာနိုင်ငံ like ကျွန်တော်တို့ဒီနေရာမှာနေပြီးတော့မှနိုင်ငံကိုရွေးချယ်လို့ရပါတယ်တကယ်လို့ Thailand ဆိုလို့ရှိရင်တော့ Thai နိုင်ငံကနေပြီးတော့ Thai နိုင်ငံရဲ့ကုတ်ကနေကတော့အပေါင်း66ဖြစ်ပါတယ်ဗောနောတကယ်လို့မိတ်ဆွေကမလေးရှားတာမှမဟုတ်မြန်မာနိုင်ငံကဖုန်းနံပါတ်ဒီထိပ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကဖုန်းနံပါတ်ကိုကျွန်တော်တို့ like ရှာမယ်ဗောနောမြန်မာကို like ရှာမယ် ကျွန်တော်တို့မြန်မာကိုတွေ့ပြီဆိုလို့ရှိရင်မြန်မာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမြန်မာရဲ့ကုတ်နံပါတ်ကကျွန်တော်အပေါင်း95ဖြစ်ပါတယ်ဗောနော်ဒီလိုမြန်မာဖုန်းနံပါတ်ထည့်မယ်ဆိုလို့ရှိရင်အပေါင်း95မှာကျွန်တော်တို့ရဲ့အနောက်မှာဗောနော်ဥမာဖုန်းနံပါတ်3988ကိုပေါ့ပေါ့ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က9ရဲ့အရှိကတုံညကိုကျွန်တော်တို့ကဖြုတ်လိုက်ရမှာဖြစ်ပါတယ်ဗောနော်ဒီလိုလေးဖြုတ်ပြီးတော့မှနောက်ကဖုန်းနံပါတ်တွေကိုပါကျွန်တော်တို့ထည့်ပြီးတော့မှဒါကျွန်တော်တို့6နှိပ်ပြီး recovery ဖုန်းနံပါတ်ကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်တကယ်လို့ဒီ shape မှာ တုံညခံလိုက်တယ်ဆိုလို့ရှိရင်တောင်းကျွန်တော်တို့တီးပြလို့ရမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတီးတုံညကိုဖြုတ်ပေးရမှာဖြစ်ပါတယ်သူနည်းတူပဲကျွန်တော်တို့ထိုင်းနိုင်ငံကဖြစ်တခြားမလေးရှားကဆိုလို့ရှိရင်ဒီအလိုင်းကိုကျွန်တော်တို့လိုက်ယူပြီးတော့မှအရှိကကုတ်ဟိုအပေါင်း9ငါအဲ့မဟုတ်ထိုင်းကဆိုလို့ရှိရင်66ပေါ့เนาะအဲ့လိုခံပြီးတော့ကျွန်တော်တို့ထိပေးရမှာဖြစ်ပါတယ်ကြည်လာဆိုရင်ကျွန်တော်ကထိုင်းကပဲကျွန်တော်ထိမှာဆိုတော့ထိုင်းကိုပဲကျွန်တော်ယူလိုက်မယ်ထိုင်းလန်းကိုယူမယ်ပြီးလို့ရှိရင်ဒီထိုင်းလန်းကဆိုလို့ရှိရင်ဒီမှာထိုင်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့ ဖုန်းနံပါတ်ရဲ့အရှိကတုံညာကိုဖြုတ်ရမယ်ပြီးလို့ရှိရင်ကုတ်ခံပြီးတော့ထည့်ရမှာဖြစ်ပါတယ်ဗောနော်โอเคပြီးရင်တော့ကျွန်တော်တို့ဆက်ပူနေလိုက်မယ်โอเคဒါဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ recovery phone number ကိုလည်းကျွန်တော်ထည့်ပြီးသွားဖြစ်ပါတယ်ဗောနော်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့ recovery email ကိုလည်းကျွန်တော်တို့ထည့်မယ်ဆိုရင် recovery email ကိုကျွန်တော်ထည့်မယ်ဆိုလို့ရှိရင် ခုကျွန်တော်တို့ two step ခံပြီးတော့ recovery email ဖုန်းနံပါတ်ဒီထည့်နေတဲ့ဒီ gmail account မှာဟုတ်တယ်တခြားတော့ gmail account တစ်ခုခုကိုကျွန်တော်တို့ဒီနေရာမှာ recovery email ဖြစ်ကျွန်တော်တို့ထည့်ထားရမှာဖြစ်ပါတယ်ဥပမာအဲ့ gmail တခြား gmail account ကိုဒီနေရာမှာထည့်ပြီးတော့မှ recovery email ကိုဒီနေရာမှာထည့်လိုက်ပါပြီးတော့ verify ကိုနှိပ်လိုက်ပါတော့ gmail account ထည့်ပြီးတော့ verify ကိုနှိပ်လိုက်ပါ okay ပေါ့နော်အဲ့ဒါတော့ recovery email ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ် โอเค recovery email ကျတော့ကျွန်တော်ကမထည့်တော့မိတ်ဆွေတို့အနေနဲ့ထည့်ချင်တယ်ဆိုလို့ရှိရင် recovery email ကိုထည့်ထားလို့ရတယ်မထည့်ချင်ဘူးကျွန်တော်တို့ဖုန်းနံပါတ်တစ်ခုထည့်ပေးကျွန်တော်တို့ recovery ဖုန်းထားမယ်ဆိုလို့ရှိရင်လည်းလုံလောက်လို့ရတယ်ပေါ့နော်โอเคအခုကျွန်တော်တို့အနေနဲ့ recovery ဖုန်းနံပါတ်လေးထည့်ပြီးသွားပြီ recovery email လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်လုပ်စရာရှိတာကတော့ two step verification ပေါ့နော်ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ two step ခံပြီးတော့ two step ခံထားတဲ့ဒီ Gmail account ကနေပြီးတော့မှကျွန်တော်တို့က backup code ကို တဆင့်ပြန်ပြီးတော့ယူထားရမှာဖြစ်ပါတယ် back up ကိုကျွန်တော် two step မခံလို့ရှင်ယူလို့မရပါဘူးကြည့်ဒါဆိုရင်ကျွန်တော်တို့ two step ကိုဘယ်လိုခံမလဲဆိုတာလေးကိုဆက်ပြီးတော့ကြည့်လိုက်မယ်ပုံနာလေးကကျွန်တော်တို့ two step verification ကို on ဖြစ်သွားအောင်ကျွန်တော်တို့ two step ခံမယ်ဆိုရင်ဒီနေရာမှာပေါ့နော်နှိပ်ပြီးတော့တွားခံလို့ရတယ်ပေါ့နော်ဒီနေရာမှာနှိပ်ပြီးတော့ two step ခံတဲ့ဖုန်းနံပါတ်ကို recovery ဖုန်းနံပါတ်ကိုထည့်လိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဖုန်းနံပါတ်အတိတ် တက်တက်ကိုထည့်လို့လေရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီ app ဖုန်းနံပါတ်နေရာမှာနေပြီးတော့မှဖုန်းနံပါတ်ကိုထည့်လိုက်မယ် okay ဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကို2 step ခံမဲ့နိုင်ငံကိုယူပေါ့နော်ဘယ်နိုင်ငံကဖုန်းနံပါတ်နဲ့2 step ခံမလဲပေါ့နော်ထိုင်းစုထိုင်းပေါ့နော်မလေးစုမလေးမြန်မာစုမြန်မာဒီနေရာမှာယူပေးလိုက်ပါ okay thailand ဆိုလို့ရှိရင်တော့ဒီမှာအပေါင်း66 ပြီးတော့တော့ကျွန်တော် two step camera ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ် two step camera ဖုန်းနံပါတ်ကိုထည့်မယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုပဲဖုန်းနံပါတ်ရဲ့ရှေ့က၃ညကိုဖြုတ်ပေးရမှာဖြစ်ပါတယ်ဥမာမိတ်ဆွေရဲ့ဖုန်းနံပါတ်က၃ည963958ခွန်ခွန်အာစဒီပါညာဆိုလို့ရှိရင်အရှေ့ကကိုရှေ့က၃ညဦးเนาะ၃ညကိုဖြုတ်ပေးရမှာဖြစ်ပါတယ်ဗောနော် okay two step camera ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီနေရာမှာထည့်လိုက်ပါ two step camera ဖုန်းနံပါတ်ကိုကျွန်တော်တို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ two step cam ဖုထည့်ထားတဲ့ဖုန်းနံပါတ်ထဲမှာကိုကိုကေရနေပြီးတော့ကုတ်ကနန်းတွေပို့ပေးလာမှာဖြစ်ပါတယ်အတီပြုတ်ဖို့เนาะအဲ့တော့ကျွန်တော်တို့အဲ့ဒီပို့ပေးလာတဲ့ကုတ်ကနန်းကိုဒီဂျီနီယာမှာလာပြီးတော့ထည့်ပေးပါကဲထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်နဲ့ two step cam ဖုအတွက်ကို ် verify လုပ်ပေးလိုက်ပါ Okay ဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ခုမိတ်စီတို့မြင်နေတိုင်းပဲကိုကေး prompt တော့ကျွန်တော်တို့1 to buy ပေါ့နော်ပြီးလို့ရှိရင် phone number ကလည်း verify ဖြစ်သွားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့2 step ခံတာရတော့ပြီเนาะဒီမှာတိုင်းကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ဒီမှာ2 step verification is on ပေါ့နော် 2 step ခံတာရတာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့အခု2 step လေးခံပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့2 step ခံထားတဲ့ Gmail account မှာ backup ကုတ်ကိုကျွန်တော်တို့ဘယ်လိုပြန်ယူထားရမလဲ backup ကုတ်ကိုဘာကြောင့်ယူထားတင်လဲဆိုတာကို DVD ထဲမှာဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီ2 step ခံထားတဲ့ Gmail account တွေမှာ ဘိုက်အပ်ကုတ်ယူထားခြင်းရဲ့အဓိကအကြောင်းရင်းကတော့တချိန်ချိန်မှာမတော်တဆတစ်ခုခုကြောင့်မိတ်ဆွေရဲ့ဒီဂျီမေးအကောင့်ကပျောက်သွားမယ်ဒါမှမဟုတ်မိတ်ဆွေရဲ့ဖုန်းကပျောက်သွားမယ်ပတ်စဝတ်တွေမိတ်သွားမယ်ဖုန်းနံပါတ်တွေပျောက်သွားမယ်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာမိတ်ဆွေကလုံးဝကိုယ့်ရဲ့ဖုန်းနံပါတ်ကိုမမှတ်မိတော့ဘူးဖုန်းလေးပျောက်သွားပြီဂျီမေး address ပြီး gmail လိပ်စာတစ်ခုထဲပဲတည်တော့တယ် gmail တစ်ခုထဲပဲမမီတော့တယ်ဆိုတော့ချိန်မှာမိတ်ဆွေကအခုဒီ two step ခံထားရတဲ့ ဂျီမေးလ်အကောင့်ထဲကနေပြီးတော့ backup code ကိုယူထားမယ်ဆိုရင်အဲ့ဒီ backup code တစ်ခုထဲနဲ့ကိုမိတ်ဆွေကပြန်ဝင်လို့ရှာပါတယ် backup code ရေးပြီးလို့ရှင်ဒီဂျီမေးလ်ပေါ့နော်ဂျီမေးလ်အကောင့်တွေကို password တွေအစား two step တွေအစား backup code တစ်ခုကိုအသုံးပြုတာနဲ့ပြန်ဝင်လို့ရှာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ two step ခံထားတဲ့ဒီအကောင့်မှာ backup code ကိုကျွန်တော်တို့မဖြစ်မနေယူထားဖို့လိုပါတယ်ကိုယူထားတဲ့ backup code ကိုလည်းမိတ်ဆွေကတိတိကျကျလေးတင်ထားဖို့လိုပါတယ်သူများကိုလည်းပေးမတိစေနဲ့ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့ backup ကိုယူတဲ့အမျိုးပြန်ပြီးတော့ချိန်မယ်โอเค two step verification နေရာမှာဆက်ပြီးတော့နှိပ်လိုက်ပါโอเคโอเค backup ကိုဆိုတဲ့နေရာမှာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် get backup ကိုကိုနှိပ်လိုက်ပါโอเคဒါဆိုရင်အခုမိတ်ဆွေတို့မြင်နေရတဲ့ဒီကုတ်တွေဟာကျွန်တော်တို့ရဲ့2 step ခံထားတဲ့ Gmail account ကိုကိုယ့်ရဲ့ account ရဲ့ backup ကုတ်ပဲဖြစ်ပါတယ်ဒီ backup ကုတ်တွေကိုမိတ်ဆွေတို့တေချာလေးတိမ်ထားလိုက်ပါ စာရွက်မှာပဲဖြစ်ဖြစ်တေချာလေးဖွက်ပြီးတော့ရေးထားလိုက်ပါတော့သူများကိုမမြင်စေနဲ့ဆိုတော့ကျွန်တော်တို့ဒီ backup code တွေကိုပေးချိန်မှာ blue ချိန်မှာအသုံးပြုမလဲဆိုလို့ရှိရင်ခုနကကျွန်တော်တို့ပြောသလိုပဲမိတ်ဆွေရဲ့ဒီ gmail account ကဖုံးပြောက်သွားတာပဲဖြစ်ဖြစ် password မိတ်သွားတာပဲဖြစ်ဖြစ်ဖုန်းနံပါတ်တွေပြည့်စည်သွားတာပဲဖြစ်ဖြစ်နောက်ဆုံးမိတ်ဆွေကပြန်ဝင်လို့မရနိုင်တော့တဲ့အခြေအနေမျိုးမှာဒီ gmail account နဲ့ ဒီ backup ကိုရှိရင်ကိုပြန်ဝင်လို့ရတယ်ပေါ့နော်ဘေးဆက်မှာပဲဖြစ်ပြင်ရမှာဖြစ်ပြန်ဝင်လို့ရတယ် ဘက်အပ်ကုတ်တစ်ခုကိုတစ်ခါပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်အားလုံးစုစုပေါင်းညီလေး6 80 10ခုပေးထားပါဘောနော်တစ်ခုကိုတစ်ခါပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်စေခါတုံးလို့ရတယ်ဘောနော်โอเคကိုယ့်ရဲ့ဒီ Gmail account နဲ့ဒီဘက်အပ်ကုတ်ရှိနေရင်ကိုကျွန်တော်တို့ကဖုန်းနေဖုန်းနံပါတ်တွေပျောက်သွားရင်တော့မှဘယ်ဆက်မှာဖြစ်ပြောင်းဝင်လို့ရမှာပဲဖြစ်ပါတယ်ဒါလေးတော့မိတ်ဆွေတို့တေချာလေးကြိုးစိုက်ပြီးတော့တင်ထားလိုက်ပါ Okay ဒါဆိုရှင်တော့အခုကျွန်တော်တို့ Gmail account တစ်ခုကို recovery phone number recovery email ပြီးလို့ရှိရင်နောက်ထပ်2 step ခံနေနီး2 step ခံထားတဲ့အကောင့်မှာ backup ကိုယူထားနေနီး backup ကိုယူထားပြီးတော့ကျွန်တော်တို့ backup ကိုဘယ်လိုချိန်မှာအသုံးပြုရမယ်ဆိုတာကအစကျွန်တော်အစနဲ့ဆုံးထိမိတ်ဆွေတို့ကိုရှင်းပြပေးသွားပြီးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါရစေမိတ်ဆွေတို့အတွက်ဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like and share များလုပ်ပေးတော်နိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်အားလုံးပဲအဆင်ပြေပါစေ Ninglaba.